ယူနိုက်တက်အင်ဝင်းမှာတရီတမက်နဲ့သာဂျင်းလက်ခရရတဲ့ကန်နာများဝနေ့ကပရီးမီးယားလိပွဲစဉ်28အဖြစ်အိုထရာဖို့မှာကစားခဲ့တဲ့ယူနိုက်တက်နဲ့အာဆင်နယ်တို့ရဲ့ပွဲစဉ်ဟာတကူတကူနဲ့တရီတမက်စီခွဲယူခဲ့ကြရပါတယ်ယူနိုက်တက်တို့ကဒီပွဲမှာရှိရလူစင်းလေးနဲ့ပဲအကောင်းဆုံးပုံစံပြသပြီးကန်နာတို့ကိုအမှောက်သိပ်ဖို့ကြိုးစားခဲ့ပေမဲ့တရီရလက်တာထွက်ပေါ်ခဲ့ပါတယ်ကန်နာတို့ကအိုထရာဖို့မှာဘောလုံးသားစီနဲ့ကစားနိုင်ခဲ့ပေမဲ့ဂိုးအဖြစ်ဖန်တီးနိုင်မှုတွေကတော့ညံ့ဖျင်းလွန်းခဲ့ပါတယ်ပထမပိုင်းပွဲချိန်တစ်လျှောက်လုံးမှာယူနိုက်တက်ကနောက်တန်းအပြုတ်ကစားခဲ့ရပါတယ်ယူနိုက်တက်ကပထမပိုင်းပွဲပြီးကန်ဒီအချိန်ပုံမှာတော့ သင်းကောင်းဆောင်ဘရူနိုရဲ့ပြစ်ဒဏ်မောကန်သွင်းမှုကနေလပ်ပါတဲ့ကန်ချက်ကြောင့် United တို့အဖွင့်ဦးဆောင်ကိုရရှိခဲ့ပါတယ်။ဒုတိယပိုင်းမှာ United ကနောက်ခံလူလင်းနီယိုတို့ဒဏ်ရာရခဲ့တာကြောင့် Arsenal လူငယ်ကျယ်ဖွင့် Haven ကိုလူစားလဲခဲ့ပါတယ်။ဒုတိယပိုင်းပွဲကစားချိန်တွေမှာ United ကပုံမကောင်းမွန်တဲ့ကစားပုံတွေပြသခဲ့ပြီးဂိုးပုတ်ချိန်ချောင်းမှုတွေများစွာပြုလုပ်ခဲ့ရပေမဲ့ Arsenal ကိုယ်သမားယာရာရဲ့ကောင်းမွန်တဲ့လက်ဆွမ်းပြမှုတွေကြောင့် United တို့ဂိုးတွေမရရှိခဲ့တာပါ။ Arsenal အတွက်ချေပါဂိုးကိုတော့ပွဲချိန်84မိနစ်မှာ Declan Rice ရဲ့ area အထိအဝေးကန်ချက်ကနေရရှိခဲ့ပါတယ်။အဲ့ဒီနောက်ပွဲချိန်86မိနစ်မှာ မိပြအမော်ရင်လူစားလဲလဲမှုတည်းရပြုလုပ်ခဲ့ပါတယ်အဲ့ဒါကခြေစွမ်းကောင်းမှုစွာပြသနေတဲ့ဇက်စီနီယာကိုခွိုင်လန်းနဲ့အက်ဗစ်စီနီယာကိုကော်လီယာတို့ကိုထည့်သွင်းခဲ့တာဖြစ်ပါတယ်တိုက်စစ်စစ်စစ်ရေမရောတဲ့ခွိုင်လန်းဝင်လာခဲ့တဲ့တိုက်စစ်ကအပိုင်ခွင့်ရေးတွေကိုတောင်သုံးမချနိုင်ပေတကယ်ကိုစိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်တကယ်လို့ United ကခွင့်ရေးတွေကိုကောင်းမွန်စွာသုံးချနိုင်ခဲ့မယ်ဆိုရင်အိုးထွက်ဖို့မမော်ဝင်စမ်းပြတဲ့တော်ဝင်ကန်းသားတွေကိုလေးကိုတကိုလောက်ထိအမောင့်သိမ့်နိုင်ပြီးအနိုင်ရသွားမှာကတော့အသေးချပါပဲဒီပွဲပြီးမှာအာဆင်နယ်ကအဆင့်နှစ်နေရာမှာပဲရပ်တည်နေပြီးအဆင့်တစ်လီဗာပူးနဲ့15မှတ်ထိကွာဟနေပါတယ် သုံးဆန်တိုင်းရုံးကန်နေရတဲ့ဂိတ်ကြီးတို့ကတော့အမှတ်34မှတ်နဲ့ဆစ်14နေရာမှာပဲရပ်တည်နေသေးဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ကတော့